ားလုံးပဲမင်္ဂလာပါရှင်။နန်းဒစိတ် channel မှာကြိုဆိုလိုက်ပါရစေ။ဆရာညီသူရဲ့ချစ်သူကနနက်ခင်ညနေကကျွန်တော်ဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ချစ်သူကနနက်ခင်ညနေကကျွန်တော်အပိုင်း၃ Hi စစ်ဝေးအိမ်အကောင့်ကိုအက်ပြီး10မိနစ်လောက်အကြာမှာ CB ကတဆင့် Hi ဆိုသည့်နှုတ်ဆက်စာသားလေးရောက်လာသည်ကျွန်တော်ကပြန်ပြီး Hi လိုက်သည်ကျွန်တော်တိတော့အကောင့်မဟုတ်သူ့ profile ထဲဝင်ကြည့်လိုက်ဤတောင်တန်းတွေနောက်ခံထားသည့်ကာဘာပုံ profile ပုံကကြောပေး၍လက်ဖက်ခူးနေသော တအောင်ပလောင်အမျိုးသမီးငယ်တူရိုစီအော်ခုတစ်ဖက်က တအောင်ပလောင်ဘာသာစကားဖြင့်နှုတ်ဆက်သည် မင်္ဂလာပါဟုဆိုလိုခြင်းဖြစ်သည် ရော့မီဂျေစုတမာတဲ့ခမ်ဆာကောနေကောင်းလားခမ်ဆာအေးနေကောင်းပါတယ်အခုဘယ်မှာလဲရန်ကုန်မှာပဲလားရှင်ဘသူပါလဲဗျဟုတ်လူကြီးမင်းကျမလူကြီးမင်းရဲ့ငယ်တငယ်ချင်းလွေးပါလွေးပိုးဖြူဖြူပါရှင်ကျွန်တော်လိုက်ခနဲဝမ်းသာသွားသည် ဗီဒီယိုခေါ်ခေါ်လိုက်သည်လီဂယ်စာရွက်ဆိုင်သတင်းစာထုတ်မယ်ခုကျွန်တော်ပြောသည်အောင်ခန်းကသတင်းစာရုံမပေါက်ပါဘူးကွာလူရည်စရာဖြစ်နေအောင်ပဲဟုဆိုသည်စာရွက်ရောင်းတာမဟုတ်ဘူးလေသတင်းရောင်းမှာ11ကညီကိုရီပြောတဲ့စကလုံးအတိုင်းလိုက်ပြောတယ်ဟုတ်လားဟုတ်ပြီလီဂယ်စိုက်ထုတ်ပြီးဘလောက်နဲ့ရောင်းမလဲဟုအောင်ခန့်ကမိကွန်းထုတ်သည်တရား တရားစိတ်ကူးမြင်မာနဲ့ညီမရဟုစိတ်ပြက်လက်ပြက်ဆိုသည်ရန်ကုန်မဲလားနေရီကြတော့ဘလို့ဖြတ်မလဲဇီးိတ်နဲ့ပါနဲ့ဒီလိုကွာနေကလူတွေစီအီးမေးလ်နဲ့လှမ်းဖို့မယ်သူတို့ဘာသာဒေါင်းလုဒ်လုပ်ပြီးပရင်ထုတ်ရအောင်တစောင်းတရားပေါ့ကြိုက်ပါမလားအဖုံးကာလာနဲ့လီဂယ်ဆိုင်လေးညနာ ရှေ့ရွက်ကို90လောက်ပဲကြာမယ်ငါတွက်ပြီးပြီချကွာ မင်းဒီလောက်တောင်အာတန်နေရင်ဒါနဲ့ထုတ်ဝေခွေတင်ပြီးပြီလားထုတ်ဝေခွေကနှစ်ပတ်အတွင်းကြာတယ်တခါတလေဆယ်ရက်နဲ့တောင်ကြာတယ်ငွေ9000တွင်းရမယ်ထုတ်ဝေခွေကဲရတာနဲ့ထုတ်လို့ရပြီသတင်းစာနေမီကရောမင်းလဲဝိုင်းစင်းစားလေကွာငါလဲစိတ်ကူးထားတာလေးတွေတော့ရှိတယ်တခြားငွေချင်းတွေစီလဲကြံ့ကြံ့တောင်းကြည့်ကြတာပေါ့โอเคညနေပိုင်းအဆောင်ရောက်တော့ကျွန်တော်က Facebook သုံးရင်းလွေးစီဗီဒီယိုခေါ်ခေါ်လိုက်သည် မနေ့ကဧည့်သည်တွေရောက်လာလို့စကားကောင်းကောင်းမပြောလိုက်ရဘူးနင်းရောအခုအားရလားနင်းတွက်ဆိုအာအာမအာအာအားရမှာပဲဟာကဲပြောပါဦးအခုလာရှိုးမှာလားအင်တာနက်လိုင်းမကောင်း၍ကျွန်တော်ကဗီဒီယိုခေါ်ကိုဖြုတ်ပြီးဖုန်းခေါ်လိုက်ဤလိုင်းမကောင်းလို့ဟာပြောပါဦးလာရှိုးပြောင်းနေပြီလားဖြင့်နမ်ဆန်မှာပဲလေအခုလာရှိုးကိုခဏလာတာအမျိုးတွေနဲ့လာရင်ကလေးတွေအတွက်စားအုပ်တွေလာဝယ်တာကလေးတွေဆိုတာငါကလေးတွေလေး အင်းကလေးတွေတောင်ရနေပြီလားကြာပြီလေဟာကြာပြီအေးလေကြာပြီဘယ်နှစ်ယောက်တောင်လဲကလေးတွေကအယောက်60လောက်ရှိမယ်ဟာအယောက်60အေးလေငါပြောတာနင့်ကလေးတွေကိုနော်အေးလေငါတပည့်လေးတွေလေနင့်ကလေးတွေဆိုငါတပည့်လေးတွေကငါကလေးတွေပဲလေနင်ကလေစာသင်ပေးနေတဲ့တပည့်ကလေးတွေလား အေးလီဟဲ့ဘာဖြစ်လို့လဲဘာမှမဖြစ်ဘူးသဘောပေါက်ပြီငါထင်တာကတမျိုးဟာကောင်စုပ်နင်ဘာတွေးတယ်ဆိုတာငါသိတယ်လာရှုမှာဘယ်နည်းရကြအောင်မလဲတပတ်ခါပြန်မယ်ဟနင်အိမ်ထောင်ကြပြီလားလွေဖြင့်နင်ရောနိုးညကြရင်ပြန်ခေါ်မယ်ဟာโอเคတငယ်ချင်း နမီနဲ့သတင်းစာထုတ်ဝေခွင့်ကြသည်နမီက ကျဲစင်ဆက်လီသတင်းစာက legal site ဖြစ်သည်၄ရွက်၈မျက်နှာသတင်းတွေများသည်စောင်းပါတွေလည်းပါသည်တစောင်းတရာဖြင့်ရောင်းဤအစပိုင်းတော့လူတွေကစိတ်ဝင်စားမှုရှိသည်ကျွန်တော်တို့လည်းပျော်သည်သတင်းစာကိုကျွန်တော်တို့၄ရောက်ချိုးကြပိုင်ဆိုင်သည်ကျွန်တော်တပ်မျိုးထွေးချမ်းမြမြငိမ့်နှင့်စစ်တပ်မျိုးထွေးကဂျပန်မှာအလုပ်လုပ်နေသူအလုပ်လုပ်ရင်းသတင်းစာဖြန့်သည် ချမ်းမြမြငိမ့်ကရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမှနေသည်သူကလည်းဈေးဆိုင်တစ်ဖက်ဖြင့်သတင်းစာဖြန့်သည် အောင်ခန့်ကအယ်ဒီတာကျွန်တော်ကအယ်ဒီတာချုပ်အောင်ခန့်ကျွန်တော်နဲ့စစ်တိုးကလူလွတ်တွေစစ်ကအထွေထွေမန်နေဂျာသူကသတင်းစာအတွက်ငွေကြေးအများဆုံးထည့်ဝင်သူဖြစ်သည်စစ်ကဘာသာပြန်သတင်းတွေအတွက်တာဝန်ယူသည်တခါတရံဘာသာပြန်စောင်းပါးတွေကိုလည်းရေးသည် ကျွန်တော်ဘာသာပြန်စေခြင်းသည့်စောင်းပါးတွေကိုလည်းစစ်ကဘာသာပြန်ပေးသည်စစ်မအားလျင်တခါတရံကျွန်တော်ကသတင်းတွေကိုဘာသာပြန်ပေးလိရှိသည်ချမ်းမြမ်းမြငိမ့်နှင့်တပ်မျိုးထွေးတို့ကတော့အယ်ဒီတာတွေဖြစ်သည်တခါတရံသူတို့လည်းစောင်းပါးရေးသည်ကျွန်တော်တို့မှာသတင်းထောက်နှစ်ဦးသာရှိသည်ကျန်သည့်သတင်းတွေက အပြင်သတင်းထောက်တွေစီကဝယ်ခြင်းဖြစ်သည် ရုံးငန်းရှိတော်လဲရုံးတက်သူမရှိအွန်လိုင်းကနေအလုပ်လုပ်သည် သတင်းတွေကိုကျွန်တော်နဲ့အောင်ခန့်ကစုတီးဖြတ်ပြီးဒီဇိုင်နာစီပို့သည်အီးမေးလ်ဖြင့်ပို့ခြင်းဖြစ်သည် ကျွန်တော်မအားလျင်သို့မဟုတ်ခီးထွက်လျင် အောင်ခန့်တယောက်တည်းလုပ်သည်ဒီဇိုင်နာစာမျက်နှာထိုင်ပြီးလျင် ကျွန်တော်တို့စီပြန်ပို့သည်ကျွန်တော်တို့ကတဆင့်နေအသီးသီးကိုအီးမေးလ်ဖြင့်ပြန်ပို့သည်နေကလူတွေကအီးမေးလ်ကနေဒေါင်းလုဒ်ဆွဲပြီးပရင်တာဖြင့်ထုတ်သည် တခါတည်းရန်ချမ်းမြမ်းမြငိမ့်နှင့်တပ်မျိုးထွေးတို့ကလည်းကျွန်တော်တို့ကိုကူညီလေးရှိသည် သူတို့နှစ်ယောက်ကအယ်ဒီတာတွေဆိုတော့လဲသတင်းတွေစောင်းပါတွေရေးတာများသည်ရန်ကုန်မန္တလေးပဲခူးအေယာဝတီတောင်ကြီးလာရှိုးတိုကျိုဂျပန်တို့မှာကျွန်တော်တို့သတင်းစာလေးကိုတစ်ချိန်နဲ့တစ်ပြိုင်နဲ့ဖတ်ရရအောင်စီစဉ်ထားသည်စောင်းရည်အတွက်လဲစိတ်မပူရကုံတလောက်သာထုတ်ရရသည်ဥပမာပဲခူးတိုင်းအနောက်ချမ်းဈီးကုန်းမှာတရက်စောင်းရည်90ကုန်လျင်90ပဲထုတ်ရရသည် တင်းစာရောင်းရသည့်အပေါ်ရန်ကုန်ရုံးသို့ငွေကြေးပြန်ပေးရန်မလို့နေမျိုးတွေကရသည့်ကြော်ညာဝင်ငွေဤတဝက်ကိုတော့ရန်ကုန်ရုံးကိုပေးသွင်းရသည်အစပိုင်းမှာတော့ကျွန်တော်တို့တင်းစာလေးကအစဉ်ပြေသည်အထူးဆန်းမှုနေကလူတွေလည်းဝယ်ဖက်ကြသည်2019ရခိုင်အရေးမှာကျွန်တော်တို့သတင်းစာထုတ်မလောက်ဖြစ်သည့်အထိရောင်းရသည်ဟုနေကိုစလဲတွေကပြောသည်။လာရှိုးရန်ကြီးအောင်စာပေကကျွန်တော်ဦးလေးဦးမြင့်မောင်က ညီမွန်ရေးမင်းသတင်းစာလေးတော့ကုန်ပြီကွထုတ်မလောက်ပဲဒီနေ့ထုတ်တဲ့သတင်းစာတွေကရခိုင်အရေးနဲ့ပတ်သက်တဲ့စောင်းမားကိုလူတွေကမိတူဆွဲပြီးလိုချင်လို့တဲ့အဲ့ဒါဦးလေးပေးလိုက်ရမလားငွေတောင်းရမလားဟူမေးသည်ကျွန်တော်ဝမ်းသာပီတိဖြစ်ရသည်စောင်းမားကကျွန်တော်ရေးသည့်စောင်းပါရတယ်လေးလေးရေးကျွန်တော်တို့ကတော့ငွေမြူပါဘူးဗျမိတူဆွဲကအကုန်ခံနိုင်ရင်ဘသူမဆိုကြိုက်သလောက်ဆွဲနိုင်ပါတယ်လို့လေးလေးရေးကျေးဇူးတင်ပါတယ်ခင်ဗျာ ျွန်တော်တို့မြောက်ကြွကြွဖြစ်သွားသည်ကတော့အမှန်ပင်ဖြစ်သည်စစ်လဲဝမ်းသာနေသည် ကိုကြီးကွင်းစာကွင်းပိတ်စစ်ကအများခေါ်တယ်လို့ကျွန်တော်ကိုကိုကြီးဟုခေါ်ပါသည်ကိုကြီးလိုရေးတဲ့ချင်တယ်တင်မေးနော် ဟုစစ်ကပြောသည်တင်မေးရမှာပေါ့ဟုကျွန်တော်ကပြန်ပြောလိုက်သည်ချစ်သူမရှိသေးသည့်စစ်ကိုရည်စားမထားဘူးသေးသည့်ကျွန်တော်ကအချစ်အကြောင်းမှာတင်ပေးလိုက်မည်ဟုစိတ်ကူးနေမိသည် စစ်ကကော်ဖီတောက်သည်ကျွန်တော်ကလိမ္မော်ဖြော်ရည်တနင်္ဂနွေညနေခင်းသည်လူရောင်စုံတို့ဖြင့်လှပနေသည်လှဲတန်းဆန်ရိတ်ငိမ်ရှိခြေရိုးနဲ့ဆိုင်ထဲမှာလူတွေပြည့်နေသည် ကော်ဖီကွက်ကင်ထားသည့်စစ်လက်ချောင်းလေးတွေကိုကျွန်တော်ငေးကြည့်နေမိသည်တွယ်လျရသောလက်ချောင်းလေးတွေထဲမှာမြစ်တာတရားတွေစီးဝင်နေသည်ဟုကျွန်တော်ထင်သည်မိန်းကလေးဖြစ်တော်လဲစစ်ကလက်သေးရှိမထားလက်သေးနေမဆိုးလက်သေးလေးတွေကိုညင်ညညာညာညှက်ထားသည် ပြန်ဆန်လွန်းသောလက်ချောင်းလေးတွေဟုဆိုနိုင်မည်ထင်သည်ကျွန်တော်လက်ချောင်းတွေကိုပြန်ကြည့်မိ၏ဆယ်ချောင်းစလုံးမှရှိသည့်လက်သေးတွေကလိုအပ်သည့်ထက်ပို၍ရှည်နေပြီလက်သေးထိတ်မှအမဲအောင်တန်းနေ၏လက်သေးညှက်ရမည်ကိုတတိယသည် သို့သောညှက်ဖို့အချိန်မပေးနိုင်ခြေသေးတွေလည်းရှည်နေမည်ကိုကျွန်တော်သိသည်ခြေသေးကိုလည်းလှည့်မကြည့်နိုင်ဖက်စရာစာအုပ်တွေကပုံနေသည် နေ့စဉ်စာဖက်ရသတင်းကြီးရရေဒီယိုနားထောင်ရနှင့်အချိန်ကမလုံလောက် ီနေ့လဲကျွန်တော်မအားအဆောင်မှာစာဖတ်နေသည်ဆရာနတ်နွယ်ဤမြမပြည်မြောက်ပိုင်းစာအုပ်ဖြစ်သည်စာအုပ်ကထူသည်ကျွန်တော်ကအချိန်မပေးနိုင်သို့နှင့်စာဖတ်ခြင်းကတော်တော်နှင့်ခရီးမရောက်စစ်ကကော်ဖီတောက်ဖို့ကျွန်တော်ကိုဖုန်းဆက်ခေါ်သည်ကျွန်တော်ညင်းဖို့ကြိုးစားသေးသည်သို့တော့မညင်းနိုင်မညင်းရက်မညင်းခြင်းကော်ဖီဖိုးရောအေးဖိုးကိုပါစစ်ကရှင်းသည်ကျွန်တော်မှလည်းပတ်စံနေနေသည်ဘာဖတ်နေလဲဟုစစ်ကမေးသည် စစ်အမေကြောင့်သူ့စီအကြီးရောက်မိသည်စစ်သည်အရင်ရက်တွေထက်ပို၍မင်္ဂလာရှိစွာလှနေသည်ဟုကျွန်တော်ထင်သည်ဆရာနတ်နယ်ရဲ့မြမပြည်မြောက်ပိုင်းလေစစ်ကောဘာဖက်နေလဲဆရာသိန်းဖီမြင့်ရဲ့ဝိသေသတိုင်းတမိုင်းအစကိုလဲအိစာအောင်မဖက်ရသေးဘူးစကားမဆက်မိသားစုကြောင့်မေးလို့ရလားရပါလေစေရဲ့မေးလေတီဘောကနော်မိဘတွေရှိသေးလားဟင်အဖေရောမေရောဆုံးသွားပြီမောင်နှမ၃ယောက်ရှိတယ် အမနှစ်ယောက်နှစ်ယောက်စလုံးတီပေါ်မှာပဲအိမ်တော်ကြနေပြီလေ။ဩကိုကြီးရန်ကုန်ရောက်တာဘလောက်ကြာပြီလဲ။2010ကရောက်တာပဲလေ။ရောက်ကလေးကသတင်းစာချန်နယ်တိုက်တွေမှာသတင်းထောက်အယ်ဒီတာစသဖြင့်ထောက်လျှောက်လုပ်လာတာ။ကွယ်လွန်သွားတဲ့ဆရာဦးကျော်စိန်မင်းဆိုတာကိုဆရာရင်ပေါ့။သူနဲ့အများဆုံးတွဲပြီးလှုပ်ဖြစ်တယ်။ဈေးကွက်ချာနယ်မှာဆရာအယ်ဒီတာချုပ်လှုပ်တော့ကဆရာနဲ့နှစ်အကြာကြီးတွဲလှုပ်ခဲ့တယ်လေ။ အောင်ခန့်နဲ့ကလည်းဈေးကွက်ကြနေမှာပဲအတူတူလှုပ်လှုပ်ခဲ့ကြတာပေါ့ဆရာကျော်စိန်မင်းဆိုတာလူဝိထုရေးတဲ့ဆရာကျော်စိန်မင်းလားအိုးသိလားကြီးလားသိကြတာပေါ့လူဆိုတာစာဖတ်သူတွေကြားမှာထင်ရှားတဲ့ဝိထုတို့လေးတပုတ်ပဲလေသိတာပေါ့စစ်ကကျွန်တော်ထက်တနှစ်ငယ်သည်သို့တော့ကျွန်တော်ထက်စာပူဖတ်သည်ဒီကပြီးရင်ဘယ်သွားဖို့ရှိလဲမရှိဘူးစစ်ဘာဖြစ်လို့လဲဒါဆိုစစ်နဲ့ခဏလိုက်ခဲ့ပြီနော် ။ဘဲကူလဲစီရဲ့။ဘဲဖြစ်ဖြစ်ပေါ်ရှင်ရဲ့စိတ်ချပါ။ကျမရှင်ကိုပြန်မေးမဆွဲပါဘူး။တင်းစားဆရာကြီးရဲ့။ဂျေရိုနက်ကထွက်တော့ညနေဆောင်ပြီ။စစ်ကတက္ကစီ၅သည်။ဘိုးတထောင်ဖျားဟုပြောတာကိုကျွန်တော်ကြားသည်။တက္ကစီဆရာပြောသောဈေးကိုစစ်မနေတော့ပဲကားနောက်ခန်းမှာဝင်ထိုင်လိုက်သည် ကျွန်တော်ကကားဆရာဘေးမှာဝင်ထိုင်လိုက်ဤကားကတော်တော်နှင့်မရွေ့လဲလန်းမီးပွိုက်မှာကားတွေပိတ်နေသည် င်းထက်ကစစ်ဖခင်ဦးမျိုးထက်ဤညီအရင်ဖြစ်သည်ညီကိုနှစ်ယောက်သာရှိသည် ဟုစစ်ကပြောသည်ဦးမင်းထက်ကအိမ်ထောင်တဲ့အောင်မြင်သော လုပ်ငန်းရှင်သို့သောသားသမီးမထွန်းကသို့အတွက်ဦးမင်းထက်ကတူမဖြစ်သူစစ်ကိုလည်းသူ့သမီးရင်းလိုသဘောထားကြောင်းစစ်ကပြောပြဖူးသည်ဦးမင်းထက်ကလူရည်လေသည်သတင်းစာဂျာနယ်တွင်လွတ်လပ်စွာထုတ်ဝေခွင့်ရလာတော့သူကဂျာနယ်တစ်စောင်ထုတ်ဖို့စီစဉ်သည် သူ့စီးပွားရေးလုပ်ငန်းတွေကိုအထောက်အကူပြုရန်ဂျာနယ်ထုတ်ဝေခြင်းဖြစ်သည် သူ့ဂျာနယ်မှာသူတို့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်နေသည့်ဝင်ကြီးဌာနတွေဝင်ကြီးတွေအကြောင်းပါမည်အများစုက ကောင်းကြောင်းတွေဖြစ်သည် နောက်တက်မတော်အရာရှိများဤကောင်းကြောင်းတွေများသည်တက်မတော်အရာရှိများဤကောင်းကြောင်းများလဲပေါ်ပြမည်ဟုဆိုသည်အရင်ဆိုရလက်ထက်ကစစ်ဘိုလ်ချုပ်ဟောင်းများဤကိုရီကိုသွေးဆောင်မများကိုလည်းအပတ်စဉ်ပေါ်ပြမည်ဟုဆိုသည် တိန်းထောင်ချီရှုံးနိုင်ကြောင်းကျွန်တော်ပြောသည်ဥမင်းထက်ကရင်းငွေကြီးပမာဏသည် သူ့အတွက်ပြဿနာမရှိဘူးဆိုသည်ဥမင်းထက်ကျွန်တော်တို့ဂျာနယ်အဖွဲ့သားတွေကိုပေးသည့်လစာကတခြားဂျာနယ်တိုက်တွေကပေးသည့်လစာထက်များသည်ကားနှစ်စင်းလဲပေးထားမည်ဟုဆိုသည်ဒဇင်းကတာဝန်ခံအက်ဒီတာလုံးမြင့်ကျွန်တော်အတွက်ဟုဆိုသည်ဥမင်းထက်ပေးသည့်လစာမှာကျွန်တော်ရော အောင်ခန့်အတွက်ပါမတ်လောက်စရာဖြစ်သည်ကျွန်တော်တို့ကတောကလာသည် အဆောင်မှာချွတ်ချွတ်တက်တဲ့နေရသည်ဒီအခြေအနေကိုလည်းဦးမင်းထက်ကသိသည်ဒုတိယအကြိမ်မြောက်တွေ့ဆုံပြီးချိန်မှာတော့ဦးမင်းထက်ကကျွန်တော်နဲ့အောင်ခန့်ကိုစဉ်းစားဖို့ပြောသည်နောင်၅ရက်ကြာလျှင်ထပ်မံတွေ့ဆုံမည်ဟုဆိုသည်အောင်ခန့်ကတော့ချက်ချင်းအပြေပေးလိုက်ပါသည်နောက်တစ်ခါတွေးဖို့မလိုတော့ပါဘူးကျွန်တော်တို့ချက်ချင်းအဖြေပေးလိုက်ပါမယ်ဗျဦးမင်းထက်ရဲ့ကမ်းလှမ်းမှုကိုကျွန်တော်တို့ညင်းပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဗျ အောင်ခန့်ပြောသည်ကိုကျွန်တော်ကသဘောတူသည်ဥမင်းထက်အံ့ဩသွားပုံရသည်စစ်ကတော့ကျွန်တော်တို့ကိုငေးကြည့်နေတာသတိထားမိသည်ဘာဖြစ်လို့လဲငါကြီးတို့လဆာများနဲနေလို့လားလဆာကများနေလို့ပါခမားဟုကျွန်တော်ပြောလိုက်သည်ဥမင်းထက်နဲ့အလုံးမလုံးဖြစ်သို့တော့ကျွန်တော်တို့သတင်းစာထုတ်တော့စစ်ကပါလာသည်စစ်ကိုတော့သတင်းစာလုပ်ငန်းကိုစိတ်ဝင်စားသူအဖြစ်ကျွန်တော်ကယုံကြည်သည်စစ်ကတထေးသမီးတယောက်ဖြစ်တဲ့ကဲသူ့ သူ့ဦးလေးဦးမင်းထက်ဤကုမ္ပဏီမန်နေဂျာလည်းဖြစ်သည်ဦးမင်းထက်ကသွင်းကုန်ထုတ်ကုန်လုပ်ငန်းလဲလုပ်ကိုင်သည်ဟုသိရ၏ဘာတွေသွင်း၍ဘာတွေထုတ်သည်ဆိုခြင်းကိုတော့ကျွန်တော်မသိကျွန်တော်တို့သတင်းစာထုတ်ခဲ့သည်မှာတစ်နှစ်နီးပါးရှိလာပြီစစ်နှစ်ကျွန်တော်တို့ဤရင်းနှီးမှုကလည်းပို၍တိုးလာသည် လမ်းစင်းလျှောက်ရအောင်ပြောပြီးစစ်ကကားပေါ်မှဆင်းသည် အတွေးလွန်နေ၍ဘူတထောင်ဖျားရောက်သည်ကို ကျွန်တော်သတိမထားမိလိုက်ကားခပေးပြီးဆင်းသွားသည့်စစ်နောက်ကိုကျွန်တော်လိုက်ခဲ့သည်နီညိုလာသည်နှင့်အမျှဘူတထောင်ကမ်းနားမှလူတွေတဖြည်းဖြည်းများလာသည်ဘောတရားတစ်ခုထိတ်မှကျွန်တော်တို့ထိုင်လိုက်သည်ကြာနေသည်ရန်ကုန်မြစ်ကိုအလှဆင်နေသည် ရေကြချိန်ဖြစ်၍ ကဲနှင့်ခက်ဝေးဝေးမှစိုက်ကပ်ထားသောတံပံတွေကိုမြင်ရသည်။ဘေးချင်းရှင်ထိုင်နေသည့်စစ်ကိုကျွန်တော်ငြီးကြည့်မိသည်။အကောင်းစားနေကမျက်မှန်ကိုစစ်ကသူ့လယ်ပင်မှချိတ်လိုက်၏။ဂျင်းပေါင်းမီကြက်ကြက်အဖြူရောင်တီရှက်တို့ကိုဝေ၍ကပိုးကယိုထိုင်နေသောစစ်ကို ဝင်းကန်ဤနေမင်းကြီးကငြီးကြည့်နေသည်ဟု ကျွန်တော်ထင်မြင်မိသည်။တစ်ချက်တစ်ချက်ပင့်တိုက်လာသော လေပြင်းကြောင့်ကျွန်တော်ဝှက်ထားသော ပစိုးစားတွေရိမ့်ထိုးနေသည်။ အစိုးကိုလက်ဖြင့်ဖီရင်စစ်ကိုငင်းနေမိသည်ဘာကြည့်ရလဲလှလို့စစ်ကဟက်နဲ့တစ်ချက်ရှိသည်ပြီးနောက်ကျွန်တော်လက်ချောင်းတွေကိုကြည့်သည်နှကောင်းရှုံသည် သူ့ပစံအိတ်ကိုဖွင့်သည်လက်သေးညက်သေးသေးလေးတစ်ခုပါလာ၏ရော့လက်သေးညက်လိုက်ဟုပြောပြီးကျွန်တော်ကိုလက်သေးညက်ကလေးပေးသည်တင်မောတစ်စင်းဖြတ်သွား၍နှိုင်းလုံးတွေကတဝုံဝုံဖြင့်ကမ်းခြေကိုရိုက်သည် လိုင်းလုံးတွေကတင်းငိမ့်နေသော မြစ်ပြင်ကိုလှုပ်ခါစေသည်လက်သေးညက်လေးကြောင့်ကျွန်တော်ရင်ထဲမှာမိတောင်တွေတလုံးပြီးတလုံးဇက်တိုက်ဆိုသလိုပောက်ကွဲနေသည်လက်သေးညက်ကိုကင်ရင်စစ်ကိုကျွန်တော်ငေးနေမိသည်လက်သေးကမညက်ဖြစ်ကျွန်တော်အကြည့်တွေရိုင်းများသွားသလားဟု တွေးနေမိသည်ဒီနေ့မှစစ်ကထူးထူးခြားခြားလှနေသည်စစ်ကိုကျွန်တော်ရင်ထဲကစကားတွေပြောဖို့စဉ်းစားနေမိသည် နေမင်းကြီးကရန်ကုန်မြစ်ထဲခေါင်းရှူဝင်ရောက်သွားသည်ပြောတဲ့မပြောတဲ့ကျွန်တော်စဉ်းစားသည် မပြောခဲ့ရင် နောင်တရစရာတွေဖြစ်သွားမည်လားဟုလဲကျွန်တော်စိုးရိမ်နေမိသေးသည် စိတ်ကိုထိမ်းပြီးပြောလိုက်သည်အပြန်တက္ကစီကားကကိုပေးမယ်နော်စစ် ငူပြေတတတတတတတဝုံတတတတတတတဝုံဝဲဝဲကလေးကလေးကလေးကြံသေးတယ်ကလေးဟင်းကလေးယူခဲ့ပေးပါငါကလေးတေးပြီလားမသိဘူးဝုံဝုံဟေ့ကမယူနဲ့တော့အိမ်လဲမိလောင်နေပြီကြည်စံတွေမင်းသားမှာဟေ့ကတေးတေးကွာကလေးကြံသေးရယ်ကွာကလေးကဘယ်နားမှာလဲအမ မိဖို့ကြောင့်နားကပခတ်ထဲမှာဖိကောင်ဖိုးတဲ့ထားလိုက်တော့ဝုံဝုံဝဲဝဲအမကြည်ပြေးပြေးပြေးနေတော့ဖုန်းချောင်းကိုပြေးကျမကလေးကျွန်တော်ခေါ်လာမယ်အမသာပြေးဟိုမှာပြစ်နေပြီဖိကောင်ကိုမျိုးဒီမလာခေါ်အောင်လေကွာလာပြီဟိကောင်အမလာလာဖိုးတဲ့အိမ်လဲမိလောင်နေပြီကြည်စံတွေလဲဝဲနေတယ်တတိထားနော်မရရင်ထားလိုက်တော့လား အမလာရွှီဒိုင်းတတတတတတကွာရှမ်းမီနယ်ကိုဒုက္ခပေးနေတဲ့နှွားတယ်ဖိုးသေးပြောပြနေသည်ကိုနားထောင်ရသည်မှာနိုင်ငံခြားစစ်ကားတကားကြည်နေရတကယ်သူပင်လောက်ပါအောင် ကလေးကိုကယ်နိုင်ခဲ့လားဖိုးသေးကိုညက်တောင်မခတ်စိုက်ကြည့်ရင်ကျွန်တော်မေးလိုက်သည်ကုန်းတရွေးကိုပစ်ခနဲထွေးသည်ပြီးမှရတယ်ကွာကလေးကယောက်ျားလေး နှစ်လကျော်ပဲရှိသေးတယ်။ကလေးရဲ့ဘယ်ဘက်လက်မောင်းလေးမှာတော့မီးလောင်တန်းရာတွေရခဲ့တယ်။တော်သေးရဲ့ဆိုးဆိုးရွားတော့မဟုတ်ဘူး။တီဘောစီုံကအချိန်မီကုသပေးလို့အခုတော့တော်တော်လေးတက်တာသွားပြီ။ကလေးအမေကွာသူ့ကလေးကိုကယ်ပေးလို့ဆိုပြီးငါ့ကိုထိုင်မှာကြော့တယ်ဟိတ်ကောင်ကြီး။တိုက်ပွဲကဘဲရွာမှာဖြစ်တာလေ။နန့်အောင်နန့်အောင်ဆိုတာတီဘောမြောက်ဖက်10မိုင်လောက်အကွာမှာရှိတဲ့ရွာ။ရွာကြီးပဲကွာ။အဲ့ဒီတိုက်ပွဲမှာရွာသားတွေရောတည်တာရှိလား။ လေးဖြက်နေတဲ့အသက်90ကျော်ရှမ်းဖိုးကြီးတယောက်တော့တည်တယ်ကွနေရင်မီးလောင်မီးတည်တာဒဏ်ရာရတဲ့သူများတယ်နေရင်တွေစပက်ကြီးတွေလည်းမီးလောင်ပြက်စီးတာပေါ့ကျွဲတွေနွားတွေဝက်တွေလည်းတနက်မှန်မီးတည်တာတွေရှိတယ်ဘယ်ဖွဲ့တွေဖြစ်တာလဲဖိုးတဲ့ထုံးစံတိုင်းအစိမ့်နဲ့အကြားပေါ့ကွာအလကားနွားတွေကိုရှမ်းပြည်ကိုဒုက္ခပေးနေတဲ့ကောင်းတွေပါကွာအစိမ့်ဆိုဒီမှာရှမ်းပြည်တိုးတက်ရေးပါတီ SSPP Shan State Progress Party အကြမ်းဆိုဒီမှာရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS Restoration Council of Shan State တို့ကို ခေါ်ခြင်းဖြစ်ကြောင်းတအောင်းပလောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို TNLA တအောင်း National Liberation Army ဟုခေါ်သည်တပ်ပေါင်းစုဆိုဒီမှာ SSPP နှင့် TNLA တို့ ပူပေါင်းထားသည့်အဖွဲ့ကို ခေါ်ဆိုခြင်းဖြစ်ကြောင်း ဖိုးသည်ကရှင်းပြသည်ဖိုးသည်ကိုမျိုးကြော်ရင်စသည့်တငယ်ချင်းတွေစုပြီးပရာဟိတအသင်းလေးတစ်ခုကိုတည်ထောင်ထားသည်အသင်းအမည်ကရွက်စိအခက်ခဲရှိသောလူနာများကို စေယုံတို့ကူညီတည်ဆောင်ပေးရန်ရည်ရွယ်ဖွဲ့စည်းခဲ့သော ပရာဟိတအသင်းဖြစ်သည်ယခုတော့စစ်ဆောင်ပြည်သူတွေကို ကူညီပေးမည့်အလုပ်ကိုလည်းသူတို့လုပ်နေရသည် စစ်ဖြစ်သည့်ရွာတွေကိုသွားပြီးပြည်သူတွေကိုမြို့ပေါ်သို့တဲပို့ပေးရသည့်အလုပ်ကိုခက်စိတ်စိတ်လုပ်နေရသည်ဟုဖိုးသည်ကပြောသည်။ဌာနဲ့နေအောင်မင်းနမ်ဆန်သွားမယ်ဆိုဘယ်တော့လဲဘာသွားလုံမှာလဲကျွန်တော်ကလွေးစီသွားမည်ဖိုးသည်ကလွေးကိုတီးသည်သို့တော့ကျွန်တော်ကလွေးစီသွားမည်ဟုမပြောတငယ်ချင်းတယောက်ခေါ်ထားလို့ပါထောက်ဝမိုင်းနဲ့တအောင်ပလောင်မဲဘာရဲတော့မဟုတ်ပါဘူးစာလေးပါလေးရေးရင်အပြင်းပြေပေါ့ နေမြေအခြေနေရောအေးစေးရဲ့လားအခုတော့ငြိမ်နေတယ်ကွမင်းဘာနဲ့သွားမှာလဲဆိုင်ကယ်နဲ့ဖိုးကျော်ပလောင်ဆိုင်ကယ်ပေးထားတယ်ဖိုးကျော်အမိရင်းကကြော်ကြော်အောင်ကျွန်တော်ရောဖိုးသေးနဲ့မှခင်သည့်ငယ်ငယ်ချင်းဖိုးကျော်ကတအောင်ပလောင်တိုင်းရင်းသားတို့နဲ့ကျွန်တော်တို့ကသူ့ကို ပလောင်ဟုခေါ်သည် သူကဒီဘောမှာရေတန့်လုပ်ငန်းဖြင့်အောင်မြင်နေသူဖြစ်သည်သူရေတက်အမိကရွှေတီဘောဒီကောင်ကလူပြိုကြီးလဲဖြစ်သည်တထေးလဲဖြစ်သည် ပန်းလုံးလမ်းခွဲကြော်ရင်ရေအိုးရွာဆိုတာရောက်မယ်။အဲ့မှာတအောင်ပလောင် TNLA အဖွဲ့တွေရှိတတ်တယ်။ဘာမှမဖြစ်ပါဘူး။အလွန်ဆုံးမင်းကိုမေးတာမျက်နှာပဲရှိမယ်။လိုအပ်ရင်ငါတို့အဖွဲ့ကလို့ပြောလိုက်။ဒီကောင်တွေငါတို့အဖွဲ့ကိုကောင်းကောင်းသိတယ်။ဆိုင်ငယ်နဲ့သွားတာကောင်းတယ်။လမ်းချိန်နေသိရတာပေါ့။မင်းတို့သတင်းစာဆရာအတွက်ကုန်ချမ်းရတာပေါ့။လမ်းတော့ကောင်းတယ်တငယ်ချင်း။ဖြစ်ဖြစ်တော့မောင်း။အေးပါကွာ။လမ်းမှာဆိုင်ငယ်ကြောက်သေးကြရင်မင်းတို့အဖွဲ့လှမ်းခေါ်မယ်နော်။ဟာဟာ။အေးပါကွာ။ မင်းကြောက်သေးကြတော့ငါကမင်းကြောင်မင်းသတင်းစာမှာမျက်နှာဖုံးတင်ပေးလိုက်မှာပေါ့ကွာလူဖြစ်ချင်တာဖြစ်ဆိုင်ကယ်တော့ဘာမှမဖြစ်စေနဲ့ကွာပလောင်ကလူပြိုကြီးတထေးဆိုပေမဲ့ကက်စေးနဲ့ကွာတီဘောမျိုးအဝင်ရှိဘီယာဆိုင်သည်လူစီကားစပြူလာသည် ဟုတ်ကဲ့ပါရှင်စာအုပ်တွေဒီမှာပဲခေတ္တခဏရန်နာလိုက်ပြစီเนาะနောက်ဆက်အားပေးကြသူအားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်ကျမ်းမာပြီးခင်ကြပါစီ